အခုအကြပေးမှာကတနင်္ဂနွေသားသမီးတွေပဲဖြစ်ပါတယ်။ဟောဆန်းစီဇန်လေးမစတင်ခင်မှာကျွန်တော်ရဲ့မိတ်ဆွေတွေအနေနဲ့ကျွန်တော်ဒီမှာဖေရီမြန်မြန်ကျင်တာတွေအစီအရေတွေပြုလုပ်ကျင်တာတွေဆိုရင်ကျွန်တော်ရဲ့ဖုန်းနံပါတ်396634လုံး1093 963333933အဲ့ဒီဖုန်းနံပါတ်ရဲ့ Viber မှာလာရောက်ဆက်သွယ်မေးမြန်းဆုံးဆန်းနိုင်ပါတယ်အဲ့တော့တနင်္ဂနွေသားသမီးတွေရဲ့ကံဒီမှာကိုစတင်ပြီးတော့ဟောကြားပေးမှာဖြစ်ပါတယ် တနင်္ဂနွေကောင်းမီရေမြေဒီဘက်တာကာလာတွေမှာကြီးစိုးနေတဲ့အာယုံနမိတ်ကပြကဟာမဲလို့ခေါ်တဲ့နမိတ်ကပြကြီးစိုးနေပါတယ်။ဟာမဲလို့ခေါ်တဲ့နမိတ်ကပြကြီးစိုးနေတာဖြစ်တဲ့အတွက်တနင်္ဂနွေသားမီရေမြေဒီကာလာထဲမှာကိုကဘလောက်ကြီးပဲအားထည့်လှုပ်လှုပ်ရှင်းမြောက်တာတွေ့နေကြုံရတတ်တဲ့ကာလာဒီကာလာထဲမှာကိုကရှေးကိုရောက်ချင်စိတ်နဲ့လှုပ်လေပို့ပြီးတော့ရလက်ပိုင်းတွေမှာနှောင့်နေလေအဲ့လိုတွေဖြစ်တတ်တဲ့ကာလာအဲ့တော့တဲတော်ကအကျဉာဏ်ပေးထားတဲ့အရာကမိမိအနေနဲ့မှန်မှန်လေးပဲလုပ်ဖို့တိုက်တွန်းထားတယ် ဲ့လိုမဟုတ်ရင်မိမိရာစိတ်ပင်မရတာပဲအဖတ်တင်ပါလိမ့်မယ်ပြီးတော့တနည်းနည်းအသားမီဝန်ထမ်းတွေအခြေခံလူန်းစားတွေဆိုရင်ဒီတစ်ပတ်တာကာလတွေမှာကိုယ့်ရဲ့လုပ်ငန်းပိုင်းဆိုင်ရာမှာအထက်လူကြီးတွေကြောင့်အပြစ်ပြောခံရတာမျိုးပြဿနာအရှာခံရတာမျိုးကိုယ့်ထက်ကြီးခဲ့တဲ့သူတွေကြောင့်ကိုမလုပ်ငန်းပိုင်းဆိုင်ရာမှာနှောင့်နှေးကြံ့ကြံ့လာကြတဲ့ဖြစ်ဖို့ရှိပါတယ်ပြီးတော့တနင်္လာသားသမီးတွေရဲ့အနေနဲ့ဒီဘက်ကကာလာထဲမှာကိုယ်ပိုင်စီးပွားရေးလုပ်ကြံ့ရတဲ့သူမျိုးတွေဆိုရင် စင်းစရာပိုင်းဒီမှာပြဿနာကြီးမားမားတွေပေါ်ပေါက်တက်တယ်အဲ့ဒီစင်းစရာပိုင်းကိုအကြောင်းပြုပြီးလုပ်ငန်းခိခိုက်တာမျိုးတွေဖြစ်တတ်ပါတယ်သတိပြုဖို့လိုအပ်ပါတယ်နိုင်ငံခြားတော်မယ်လို့ကြံထားတဲ့သူတွေဆိုရင်ဒီတပတ်တာကာလတွေမှာနိုင်ငံခြားခိနဲ့ပတ်သက်ရင်မိမိအနေနဲ့ကိုလုပ်တဲ့လုပ်ငန်းတွေကိုချိတ်ဆက်တဲ့အရာတွေမှာလွဲချော်နေတတ်တယ်အဲ့ဒီချိတ်ဆက်တဲ့ကုမ္ပဏီတွေမှာကိုယ့်ရဲ့အေဂျင့်တွေကိုလုပ်ဆောင်နေတဲ့အရာတွေမှာကိုမထင်မှတ်ထားပဲနဲ့မအလိမ်ခံရတာမျိုးတွေစံကြစရာကိစ္စအကြောင်းတရားတွေပေါ်လာတယ် စားရစားပိုင်းကိုပေးထားတဲ့စားရက်တွေပျောက်ရှာတာမျိုးတွေအဲ့လိုမျိုးတွေကြုံရတတ်ပါတယ်သတိပြုဖို့လိုအပ်ပါတယ်ပြီးတော့အတက်ကအနောက်ဆက်နဲ့ပတ်သက်ရင်ဒီကာလာထဲမှာအတိတ်ကရန်ဟောင်းတွေအဲ့ဒီအတိတ်ကပြဿနာဟောင်းတွေပြန်ပေါ်တတ်တယ်အတိတ်ကကိုယ်နဲ့ဖြစ်မှုထားတဲ့သူမျိုးတွေနဲ့ပြန်လဲပြီးတော့ထိတ်တိုက်ပြန်တွေ့ရတာမျိုးတွေကြုံရတတ်တဲ့အတွက်သတိပြုဖို့လိုအပ်ပါတယ်ပြီးတော့တနင်္ဂနွေသားသမီးတွေအနေနဲ့ဒီတစ်ပတ်တာကာလာထဲမှာငွေချင်းနဲ့ပတ်သက်ပြီးဆောင်းသားလုပ်ကြနေတဲ့သူတွေဆိုရင် ရခိုင်နှုန်း60လောက်ကောင်းတဲ့ကာလဖြစ်တဲ့အတွက်အရင်အားထည့်တဲ့လုံးလို့မကောင်းသလိုလုံးဝပဲမလုပ်ဘဲနဲ့နေတာမျိုးလည်းမလိုအပ်ပါဘူးဒီကာလထဲမှာလှုပ်ဆောင်လို့ရပါတယ်ရခိုင်နှုန်း60လောက်ကောင်းပါတယ်ကျမိုင်းနဲ့ပတ်သက်ရင်တော့မျက်စိနဲ့ပတ်သက်တဲ့ဝေဒနာလေးယူဆိုင်ဖို့လိုအပ်ပါတယ်နေရသူတနည်းငယ်သားမိတဲ့အနေနဲ့အခြေအနေပတ်သက်ရင်ကိုမျောလင့်ထားတာမျိုးမဟုတ်တဲ့ရလဲ့မျိုးတွေရတတ်တယ်မထင်မှတ်ထားတဲ့ရလဲ့ပိုင်းတွေကြောင်းမြန်ကြီးဖြစ်သွားတတ်တယ်ဒီကာလထဲမှာကိုချစ်ပြီးရဲ့ကိုကို့ကို ကိုရည်ရထားသူကိုမျောနေထားသူလို့မဟုတ်ပဲနဲ့သူ့ရဲ့တုံ့ပြန်မှုတွေကလုံးဝသလွဲတွေဖြစ်နေတာမျိုးတွေဖြစ်နေတတ်တယ်။စိတ်ပင်ပန်းရပါလိမ့်မယ်။အိမ်ောင်တဲ့တနင်္ဂနွေသားသမီးတွေဆိုရင်ဒီတစ်ပတ်တာကာလာထဲမှာကိုအိမ်ောင်ဘက်နဲ့ကိုနဲ့ရှားမှာအိမ်ောင်ရေးကပြောရတော့တဲ့ပြစ်ချက်ပြောရတော့တဲ့ပြဿနာကြီးမမမရှိဘဲနဲ့တရားနဲ့တရားစိတ်ဝမ်းကွဲတာမျိုးတရားနဲ့တရားမခေါ်မပြောနိုင်ဖြစ်တာမျိုးတွေကဒီလိုကာလမှာဖြစ်တတ်ပါတယ်။အเจ้าမမေရမရှိပါဘူးနော်။ဒီလိုမယ်ဆိုရင်တော့တနင်္ဂနွေသားသမီးတွေနဲ့နှစ်နဲ့လေးကိုပေါအောင်ထိုးပါ။ရေရရာအနေနဲ့ကတော့ မနီမဝေခရင်လေးတမျိုးမျိုးကိုသွားအရိယာဖြစ်နေတဲ့ဆိုရင်ဘာသာရေးနဲ့တက်ဆိုင်ရနေရာမျိုးတွေကိုသွားတင်ပါလေအဲ့ဒီလိုသွားပြီးွားရင်မိမိရဲ့လူရင်းစာတွေကိုစိတ်ကအာယုံပြုတ်ပေးပါအဲ့ဒီလိုပြုတ်လဲရုံနဲ့ကိုယ်စီကိုကောင်းသောကံတရားတွေရရှိစေမှာဖြစ်ပါတယ်ဗျာအခုဟောကြားပေးသွားတာကတင်းငွေသားသမီးရဲ့အတွက်ဖြစ်ပါတယ်ဗျာအဲ့တော့တင်းနာသားသမီးတွေရဲ့အတွက်ကံဒီမှာကိုစတင်ပြီးဟောကြားပေးတော့မှာဖြစ်ပါတယ် င်းနာတောင်းကြီးတွေနဲ့ဒီဘက်ကကာလာတွေမှာကြီးဆုံးနေတဲ့အာယုံနမိတ်ကတ္တကမဂျီရှင်တို့ကနမိတ်ကတ္တကြီးဆုံးနေပါတယ်ဒီနမိတ်ကတ္တကြီးဆုံးနေတာဖြစ်တဲ့အတွက်တင်းနာတောင်းကြီးတွေနဲ့ဒီကာလာတွေမှာကိုကကိုဖြစ်ချင်တဲ့အရာတွေကိုပုံပေါ်ချင်တဲ့အရာတွေမှာအမြဲတမ်းမိတ်ဆွေကအပေါ်ကောင်းလိုတဲ့ကာလာအခုဒီရတဲ့လုံဆောင်တာအထက်ဒီကာလာထဲမှာအဖော်အပေါင်းမိတ်ဆွေတွေရဲ့အကြံဉာဏ်ရယူတာမျိုးသူတို့တွေနဲ့တွဲဖက်ပြီးလုံဆောင်တာမျိုးမှာပို့ပြီးတော့ဖြစ်ထွန်းအောင်မြင်တဲ့ကာလာကိုကကိစ္စတစ်ခုကိုလုံဆောင်တယ်တရားသက်တော့လည်းရတယ်လို့ကိုကယူဆတယ်ဒါပေမဲ့ကန်တရားက ပြောင်းလဲလုပ်တာကိုအပြည့်ဝမထောက်ခံထားဘူး။အဖော်ပေါင်းမိတ်ဆွေတွေနဲ့တွဲဖက်ပြီးလှုပ်ဆောင်မှာဒုစုံတယောက်ရဲ့အကြံဉာဏ်ကိုအခုညီကောင်းတွေကိုရရှိလက်ခံမှာဒီကလာထဲမှာကောင်းတဲ့ကံတရားရရှိမယ်ကလာပါ။အဲ့တော့တင်ရသားသမီးတွေနဲ့ဒီကလာထဲမှာတိုးတောက်တဲ့လှုပ်တာတဲ့ဆိုင်ရင်မိတ်ဆွေအပေါင်းအသင်းကောင်းတွေနဲ့တွဲဖက်ပြီးလှုပ်ဆောင်ဖို့လိုအပ်ပါတယ်။ဒီဝင်နှန်းတွေအခြေခံတွဲစားရည်ဆိုရင်ဒီကလာထဲမှာမိတ်ဆွေအစ်တတွေရရှိတတ်သလိုအဲ့ဒီမိတ်ဆွေတွေအကြောင်းလဲအလောက်ကန်ခွင်လမ်းနဲ့ပတ်သက်ရင် ကောင်းတဲ့ရလပိုင်းတွေကောင်းမွန်တဲ့အခြေအနေမျိုးတွေဖြန့်ပြီးခွင့်ရရှိတဲ့ကာလလည်းဖြစ်ပါတယ်။ပြီးတော့ကိုယ်ပိုင်လုပ်ငန်းလုပ်ကံနေတဲ့တင်းလာသားသမီးတွေနဲ့ဒီဘက်ကကာလထဲမှာမိမိရဲ့လုပ်ငန်းမှာကိုကငွေကြေးစိုက်ထုတ်ပြီးအဓိကလှုပ်ဆောင်လာဆိုရင်ပညာရှင်တွေရောက်လာဖို့ရှိတယ်။ကိုကပညာကိုအဓိကလှုပ်ဆောင်ကြရဆိုရင်ငွေကြေးပို့ပြီးတော့ရင်းနှီးမြှုပ်နှံမဲ့သူမျိုးတွေရောက်လာဖို့ရှိတယ်။အဲဒီလိုမျိုးရောက်လာတဲ့အခါကျရင်လက်ခံဖို့လိုအပ်ပါတယ်။ဒါမှကိုယ့်ရဲ့လုပ်ငန်းပိုင်းမှာပို့ပြီးတော့တိုးတက်မှာပါ ပြီးတော့နိုင်ငံခြားသွားမယ်လို့ကြံထားတဲ့သူတွေဆိုရင်ဒီတစ်ပတ်တာကာလထဲမှာနိုင်ငံခြားခင်းနဲ့ပတ်သက်ပြီးတော့ကူညီထောက်ပံ့မဲ့သူတွေပေါ်လာဖို့ရှိတယ်။အဲ့ဒီအကူအညီထောက်ပံ့မဲ့သူကရဲဝေးနဲ့ဆိုင်တဲ့သူမျိုးတွေဖြစ်တတ်ပါတယ်။ရဲဝေးကနေပြီးတော့ကူညီထောက်ပံ့တာမျိုးတွေရရှိမဲ့ကာလဖြစ်တဲ့အတွက်နိုင်ငံခြားနဲ့ပတ်သက်ရင်ပေါ်ဆောင်လို့တင်တဲ့လှုပ်ဆောင်လို့တင်တဲ့ကာလလည်းဖြစ်ပါတယ်။ဒီကာလထဲမှာတရားအသာသမီတွေအနေနဲ့ အသက်ခံအနောက်ရှက်နဲ့ပတ်သက်ရင်အနောက်ရှက်ကြီးကလုံးဝကြီးရှိတာမျိုးလည်းမဟုတ်ဘူးလုံးဝကင်းနေတာမျိုးလည်းမဟုတ်ဘူးမပြောပါတော့တဲ့အသက်ခံအနောက်ရှက်လေးရှိတတ်တယ်ဒါပေမဲ့မိမိအနေနဲ့လေ့လျော်ရှိပဲလို့ရတဲ့ကာလလည်းဖြစ်ပါတယ်ပြီးတော့တင်းရသားမိရတဲ့နဲ့ငွေချင်းနဲ့ပတ်သက်ပြီးဆွန်လာလောက်ကန်နေတဲ့သူတွေဆိုရင်ဒီကာလထဲမှာရာခိုင်နှုန်း80လောက်ထိကောင်းတဲ့ကာလဖြစ်တဲ့အတွက်ငွေချင်းပိုင်းဆိုင်ရာဆွန်လာလောက်ကန်လို့တင်းတဲ့ကာလလည်းဖြစ်ပါတယ်ကျမိုင်းနဲ့ပတ်သက်ရင်တော့တင်းရသားမိရရဲ့အနေနဲ့တွေးပေါင်းကြတဲ့ဝင်လာလေးတွေကြီးစိုက်ပြဖို့လိုအပ်ပါတယ် ငရေသူတင်းလာသားမိတွေနဲ့အခြေရင်းနဲ့ပတ်သက်ရင်မိဘမောင်မွားတွေနောက်ခံမိသားစု background တွေသူတို့တွေကြောင့်အခြေအပိုင်းမှာ စိတ်ကြီးရတာမျိုးထိခိုက်တာမျိုးတွေဖြစ်ပေါ်ရှိပါတယ်။နောက်ကနေပါတဲ့ပါဝင်ပတ်သက်တဲ့မဆွေမျိုးတွေပါဝင်တဲ့တငယ်ချင်းမိတ်ဆွေတွေကပါဝင်တဲ့ပိုးတွေချစ်သူမျိုးအောင်အနေနဲ့အဆင်ပြေပါပြင်မယ်။သူတို့တွေပါဝင်မှုကြောင့်တရားနဲ့တရားစကားများရတာမျိုးပြိပခါဖြစ်ရတာမျိုးတွေကြုံရဖို့ရှိပါတယ်။အိမ်အောင်တဲ့တင်းလာသားမိတွေအနေနဲ့အိမ်အောင်ရင်းနဲ့ပတ်သက်ရင်ဒီကာလာထဲမှာလူကြီးတွေနေထိုင်မကောင်းတာတွေဖြစ်တတ်တယ်။အဲ့ဒါကိုအကြောင်းပြပြီးတော့ အိမ်အောင်ရေးဖို့ပါလာရက်ခတ်ပြီးတော့စိတ်ပင်ပန်းရတာတွေဖြစ်ဖို့ရှိပါတယ်။ခြိထိုးမယ်ဆိုရင်တော့တင်ရသားကြီးနဲ့9နဲ့10ကိုပေါအောင်ထိုးပေးပါ။ရေရရာအနေနဲ့ကတော့ကိုယ့်ရဲ့အိမ်ဖျားစင်ကိုတန်ရှင်းရေးပြုလုပ်ပေးပါ။ပြီးတော့ရင်ဖျားကိုတောက်တော်ကြီးကတ်လုပ်ပေးပါ။အဲဒီလိုပြုရမယ်ဆိုရင်ကိုယ့်စီကိုကောင်းသောကံတရားရိုက်တာရရှိစေမှာဖြစ်ပါတယ်ဗျာ။အခုဟောကြားပေးသွားတာကတင်ရသားကြီးတွေအတွက်ဖြစ်ပါတယ်ဗျာ။အခုဟောကြားပေးမှာကအင်္ဂါသားသမီးတွေအတွက်ဖြစ်ပါတယ်။ ော်ရအစီအစဉ်လေးမစတင်မှာကျွန်တော်ဒီမှာပေးနေမြင်းမြန်းနေတာတွေအစီအစဉ်တွေအပြုလုပ်နေတာတွေအနေနဲ့ကျွန်တော်ရဲ့မိတ်ဆွေတွေအနေနဲ့ကျွန်တော်ဖုန်းနံပါတ်39 263 4လုံး133 3 263 333 133ဆိုတဲ့ဖုန်းနံပါတ်ရဲ့ Viber မှာလာရောက်ဆက်တဲ့မြင်းမြန်းဆုံးနိုင်ပါတယ်အင်္ဂါသားသမီးတွေအတွက်ပြည်မှာကိုစတင်ပြီးဟောကြားပေးတော့မှာဖြစ်ပါတယ်။အင်္ဂါသားသမီးတွေเนี่ยဒီဘက်ကကာလာထဲမှာကြီးစိုးနေတဲ့အာယုံနမိတ်ကြတာကဒီလိုခေါ်တဲ့နမိတ်ကြတာကြီးစိုးနေပါတယ်။ ီနမိတ်ကတည်းကကြီးဆုံးနေတာဖြစ်တဲ့အတွက်အင်္ဂါသားသမီးတွေနဲ့ကံကောင်းလားကံဆိုးလားဆိုတဲ့အရာတွေမှာဆိုးတဲ့ဘက်ကိုအနှဲငယ်ပါနေပါတယ်ဒါပေမဲ့ဆိုးတာကဘလို့ဆိုးတာလဲဆိုရင်အင်္ဂါသားသမီးတွေနဲ့တန်ရုံးတင်ချစ်ချင်းမြတ်တာရောင်အဓိကဆိုးတာမျိုးကိုကအလုပ်တစ်ခုကိုလုပ်ချင်တယ်အဲ့ဒီအလုပ်ကပြင်းရောက်မယ်လို့လည်းကိုကယုံကြည်ထားတယ်ဒါပေမဲ့အဲ့ဒီအလုပ်ကိုမလုပ်ဖို့အတွက်ကိုကိုရဲ့မိဘတွေမောင်နှမတွေကိုချစ်ရတဲ့သူတွေရဲ့တာနေခြင်းကိုခံရတယ်အဲ့ဒီအတွက်အဲ့ဒီအရာကိုမလုပ်ဖြစ်ဘူး အဲ့လိုမလုပ်ဖြစ်ဘူးဆိုရင်ကိုယ့်ရဲ့စိတ်ပိုင်းဆိုင်ရာမှာပင်မနာပေါ့စိုးရသူခံစားရတာပေါ့အဲ့ဒါကိုပြောချင်တာပါအဓိကကကိုယ်အနေနဲ့ရလပိုင်းစိုးရမယ်ဆိုတာကအဓိကကိုယ်ချစ်ခင်တဲ့တန်ရုံးရှင်ရှိတဲ့သူတွေကြောင့်ဖြစ်ရမယ်ရလပိုင်းတွေဖြစ်ပါတယ်ပြီးတော့ဝန်ထမ်းတွေအခြေခံလူဝန်သားတွေအနေနဲ့ဒီတစ်ပတ်တာကာလထဲမှာလုပ်ငန်းတွင်ထဲမှာအနောက်ရှက်လေးပေါ်ပေါက်တတ်တယ်မလို့မုန်းနာသူတွေရဲ့ခြေထိုးခံခြင်း ဆောင်းနောက်တက်ခက်ခံခြင်းတွေခံရတဲ့ကာလဖြစ်ပါတယ်။ကိုယ်ပိုင်စီးပွားရေးလုပ်ကိုင်နေတဲ့သူတွေဆိုလည်းအဲ့ဒီလိုပါပဲလုပ်ငန်းပိုင်းဆိုင်ရာမှာလုပ်ငန်းပြိုင်နေရဲ့တိုက်ခိုက်တွေကိုခံရဖို့ရှိပါတယ်။ဒီကာလထဲမှာသတိကြီးကြီးနဲ့ဖက်တမ်းဖို့လိုအပ်ပါတယ်။နိုင်ငံခြားတော်မယ်လို့ကြံထားတဲ့သူတွေအနေနဲ့ဆိုင်းရဲစရာမိုက်နဲ့မှားယွင်းတာမျိုးတွေဖြစ်တဲ့လို့အဲ့ဆိုင်းရဲစရာမိုက်မှားယွင်းခြင်းကြောင့်နိုင်ငံခြားခီးကိစ္စတွေမှာနှောင့်နှေးကြံ့ကြာသွားဖို့ရှိပါတယ်။ဒီကြတော့အင်္ဂါသားသမီးတွေအနေနဲ့ ငွေကြေးပိုင်းဆိုင်ရာစုံစမ်းလုပ်ကိုင်တဲ့သူတွေဆိုရင်ရာဂိုင်းငုံ90 90ဖြစ်နေတဲ့ကာလဖြစ်တဲ့အတွက်ဖြစ်နိုင်မယ်ဆိုရင်ဒီကာလထဲမှာမလို့ဆောင်တင်းတဲ့ကာလလည်းဖြစ်ပါတယ်။ကျန်းမာရေးနဲ့ပတ်သက်ရင်တော့ဒီကာလထဲမှာနှလုံးနဲ့ပတ်သက်တဲ့ဝေဒနာလေးကြီးဆက်ပြီးဖို့လိုအပ်ပါတယ်။ငွေရသူအင်္ဂါတောင်းကြီးတွေနဲ့အခြေအနေနဲ့ပတ်သက်ရင်မထင်မှတ်ထားမနဲ့ကိုယ့်ရဲ့အခြေအနေတွေပြန်လည်လူပြိုလမ်းဆန်းလာဖို့ရှိတယ်။အရင်ကလမ်းခွဲထားတဲ့သူတွေဆိုရင်တော့မှပြန်လည်ပြီးတော့တရားရုံးရောက်ပြန်စည်းကပ်တယ်မတရားရုံးရောက်ပြန်ချစ်ခင်ရဖို့ရှိတဲ့ကာလပါပဲ။အိမ်အောင်တဲ့အင်္ဂါတောင်းကြီးတွေဆိုရင်လည်းအဲ့ဒီတိုင်းပဲ။ ိမ်အောင်ပွဲနေကြတဲ့ပြန်ပြောင်းဝေးနေကြတယ်ဆိုရင်တော့မှဒီကလာထဲမှာပြန်လဲတင်းမြတ်သွားဖို့ရှိသလိုပုံမှန်အိမ်အောင်ရေးတွေမှာလည်းဒီကလာပျော်ရှင်ရမယ့်အိမ်အောင်ရေးကံဖြစ်ပါတယ်ထီလို့မယ်ဆိုရင်တော့အိမ်အောင် sorry ထီလို့မယ်ဆိုရင်တော့အင်္ဂါသားသမီးတွေအနေနဲ့ငါးနဲ့သုံးကိုပေါအောင်ထိုးပေးပါရေတရာအနေနဲ့ကတော့ဖရတ်သူစုရဲ့ကုရီဒါမှမဟုတ်ဖရတ်သူစုမျိုးရင်တော့မှဖုန်ကြီးကြောင်းလို့တိလားရှင်ကြောင်းလို့ကုရီ အိမ်သာပေါ့နော်အိမ်သာကိုတန်ရှင်းရေးပြုလုပ်ပေးတာတန်ရှင်းဆိုတာတီးတိုင်းရိုင်းတိုက်ချုပ်ဆေးကြောတာမဟုတ်ရေလေးလောင်းပြီးနည်းနည်းပါပါဟိုဘယ်လိုလေးနဲ့ပုတ်ပေးလဲအဲ့လောက်ဆိုရပါတယ်နော်အဓိကကအိမ်သာကိုယ်ဒီတန်ရှင်းရေးပြုလုပ်ပေးပါဘာတိုင်းနဲ့တက်ဆိုင်တဲ့နေရာတွေမှာအဲ့ဒီလိုပြုလုပ်ရမယ်ဆိုရင်ကိုယ်စီကိုကောင်းသောကံတရားတွေသာရရှိစေမှာဖြစ်ပါတယ်ဗျာအခုဟောကြားပေးတော့တာကအိမ်သာသားသမီးတွေရဲ့အတွက်ဖြစ်ပါတယ်ဗျာဘုရားဥဒ္ဓမီရဲ့အတွက်ကံကြမ္မာကိုစတင်ပြီးဟောကြားပေးတော့မှာဖြစ်ပါတယ် ဘုရုသားမိရင်းနဲ့ဒီဘက်တာကာလာထဲမှာကြီးဆိုးနေတဲ့အာယုံနမိတ်ကတ္တကထမ်းပဲလို့ခေါ်တဲ့နမိတ်ကတ္တကြီးဆိုးနေပါတယ်။ဒီနမိတ်ကတ္တကြီးဆိုးနေတာဖြစ်တဲ့ဘုရုသားမိရင်းနဲ့ဒီကာလာထဲမှာအပြောင်းလဲလေးတွေလှုပ်ဆောင်ဖို့လိုအပ်တယ်။ကိုကမပြောင်းရင်လည်းပြောင်းလဲဖို့လိုအပ်တယ်။ဒီကာလာထဲမှာပြောင်းလဲခြင်းဟာကိုယ့်အတွက်ကံကိုအထောက်ပံ့ဖြစ်စေတဲ့ကံကောင်းခြင်းကိုရရှိတတ်တယ်။ကိုကဘာကိုပဲပြောင်းလဲပြောင်းလဲအဓိကအပြောင်းလဲလေးတွေလှုပ်ဆောင်ဖို့လိုအပ်ပါတယ်။အ ਨੇ ဆုံးလုံငန်းဝင်မှာဆိုရင်လည်းအဲ့ဒီလုံငန်းဝင်မှာဒီပစ္စည်းလေးတွေဝန်ထားဟိုပစ္စည်းတွေနေတာအဲ့လိုမျိုးအပြောင်းလဲလေးတွေကအစအကျုံးဝင်ပါတယ် ီးတော့ဝန်ထမ်းတွေအခြေခံငွေစားတွေဆိုရင်ဆနာလိုမျိုးကိုယ့်ရဲ့လုပ်ငန်းတွေမှာကိုယ်ကကံမကောင်းလို့ထင်ဆနာလိုမျိုးဒီစီထားသူတွေရဆာနေရာလေးတွေပြောင်းလဲပေးဖို့လိုအပ်တယ်ကိုယ်ပဲလုပ်ငန်းလုပ်ကန်နေတဲ့သူတွေဆိုရင်လည်းဒီကာလာထဲမှာလုပ်ငန်းသဘောတရားပိုင်းဆိုင်ရာတွေလုပ်ငန်းရဲ့တွားနေတဲ့လမ်းကြောင်းတွေအဲ့ဒါတွေကိုချိန်ကြောင်းအပြောင်းလဲတွေလုပ်ပေးဖို့လိုအပ်ပါတယ်ဒါမှကံကောင်းခြင်းကိုရရှိနိုင်အချို့မြတ်တွေရဖို့ရှိပါတယ်ပြီးတော့နိုင်ငံခြားတွားမယ်လို့ကြံရတဲ့သူတွေဆိုရင်လည်းကုမ္ပဏီအချိန်ကြောင်းလုပ်ဆောင်တာမျိုးတွေ လက်ရှိလှုပ်ဆောင်နေတဲ့ပုံစံမျိုးမဟုတ်တဲ့နောက်ပုံစံတစ်ခုလှုပ်ဆောင်တာမျိုးတွေကိုမဖြစ်မနေပေါ်ဆောင်တဲ့နဲ့နောက်မှနိုင်ငံခြားနဲ့ပတ်သက်ရင်ပို့ပြီးတော့မြန်မာစံတန်းချွတ်ချွတ်မှုတွေနဲ့အဆင်ပြေသွားဖို့ရှိပါတယ်ပြီးတော့အတက်ကအနောက်ရှက်နဲ့ပတ်သက်ရင်တော့ဒီကလာထဲမှာအနောက်ရှက်အတက်ကမရှိဘဲနဲ့ကိုယ့်ကိုကုညီတဲ့သူမျိုးတွေပဲတွေ့ကြုံရဖို့ရှိပါတယ်။ငွေကြေးနဲ့ပတ်သက်ပြီးစွန်စားလုပ်ကိုင်နေတဲ့သူတွေဆိုရင်တော့ယာကန်လုံး60လောက်ပဲကောင်းတဲ့ကာလဖြစ်တဲ့အတွက်အရင်ကြီးအားထည့်လို့တော့လုံဆောင်လို့မရတဲ့ကာလမဟုတ်ပါဘူး။ပုံမှန်လေးပဲလုံဆောင်တင်တဲ့ကာလရဲဖြစ်ပါတယ်။ကျဲမာရင်နဲ့ပတ်သက်ရင်တော့သွေးကိုအကြောင်းပြုတဲ့ဝေဒနာလေးတွေ ပြီးတော့ကောင်းကြိုက်ခြင်းတွေအဲ့ဒါတွေဂရုစိုက်ပြီးပို့လိုရပါတယ်။မေရေသူဘုရုသားမိရင်းနဲ့အချင်းနဲ့ပတ်သက်ရင်ဒီကာလမှာတရားကြောက်လမ်းခွဲသွားတာမျိုးတွေတရားကြောက်လက်ထပ်ဖြစ်တာတွေကဒီလိုကာလမှာဖြစ်တတ်ပါတယ်။အဲ့တော့လမ်းခွဲရနာနဲ့ပတ်သက်ရင်တော့သတိပြုဖို့လိုသလိုလက်ထပ်ဖြစ်တာနဲ့ပတ်သက်ရင်တော့ပျော်ရွှင်ဖို့လိုပါတယ်။ပြောအိမ်အောင်တဲ့ဘုဒ္ဓဥတ္တမီးရည်အနေနဲ့ဒီဘက်တာကာလာထဲမှာအိမ်အောင်ဘက်ကျမ်းမာရေးညံ့တက်တယ်အဲ့ဒါကိုအကြောင်းပြုပြီးတော့စိတ်ပူပန်ရတတ်တယ်စိတ်ပင်ပန်ရတတ်ပါတယ်ဒီလိုမဲ့ဆိုရင်တော့ဘုဒ္ဓဥတ္တမီးရည်နဲ့၃နဲ့ 6ကိုပေါအောင်ထိုးရပါရေရာအနေနဲ့ကတော့တိလာရှင်တဘောဘောကိုဆုံးဆန်တောင်းလို့ပြီးတော့ကိုယ့်ရဲ့လူရင်စနတွေကိုလေးနဲ့တောင်းစုပြုရပါဒါဆိုရင်ကိုယ့်စီကိုကောင်းသောကံတရားရည်သာရှိစေမှာဖြစ်ပါတယ်ဗျာအခုဟောကြားပေးသွားတာကပုရောဟိတသာသမီရဲ့အတွက်ဖြစ်ပါတယ်ဗျာအခုဟောကြားပေးမှာကကျော်သာလေးသာသမီရဲ့အတွက်ဖြစ်ပါတယ်ဟုတ်လားစီစဉ်နေမစတဲ့ငယ်မှာကျွန်တော်ဒီမှာပေးနေမြင်းမြန်ကျင်တာရဲ့အစီအရာတွေပြုလုပ်ခြင်းနဲ့ကျွန်တော်ရဲ့မိတ်ဆွေတွေအနေနဲ့ နောက်ရဲ့ဖုန်းနံပါတ်3ညာ9 2 6 3 4လုံး1 3ညာ3ဆိုတဲ့ဖုန်းနံပါတ်ရဲ့ Viber မှာလာရောက်ဆက်သွယ်မေးမြန်းဆုံးနိုင်နိုင်ပါတယ်။အဲ့တော့ကျော်သားပေးသားသမီးတွေရဲ့အတွက်ကံကြမ္မာကိုစတင်ပြီးတော့ဟောကြားပေးတော့မှာဖြစ်ပါတယ်ဗျာ။ကျော်သားပေးသားသမီးတွေနဲ့ဒီဘက်တာကာလာထဲမှာကြီးစိုးနေတဲ့အာယုံနမိတ်ကပြားကသဆန်းလို့ခေါ်တဲ့နမိတ်ကပြားကြီးစိုးနေပါတယ်။သဆန်းလို့ခေါ်တဲ့နမိတ်ကပြားကြီးစိုးနေတာဖြစ်တဲ့အတွက်ကျော်သားပေးသားသမီးတွေနဲ့ဒီကာလာဟာကိုယ်အနေနဲ့ကိုယ်အနည်းငယ်မှမိတ်ဆွေအပေါင်းအသင်းတွေသူတို့တွေရဲ့အတွက်ပူပန်ရတတ်တဲ့ကာလာ မိမိရဲ့အပူမဟုတ်ပဲနဲ့ကိုယ်မိတ်ဆွေပေါင်းကြီးတွေအတွက်ပူပန်ရတဲ့ကာလဒီကာလထဲမှာကြာသပတေးသားသမီးတွေအနေနဲ့ပူပန်ရမှုတွေကမိမိရဲ့ဇာယင်မိမိမိတ်ဆွေတွေကိုပူပန်ရတာမျိုးတွေဖြစ်တတ်တယ်ပြီးတော့ဝန်ထမ်းတွေအခြေခံလူသားတွေဆိုရင်လည်းဒီကာလထဲမှာကိုယ့်ရဲ့လုပ်ဖို့ကံဘက်တွေနဲ့နည်းနည်းလေးကတော့ကစားလေးဖြစ်ဖို့ရှိသလိုအဲ့ဒီလုပ်ဖို့ကံဘက်ကိုအကြောင်းပြုပြီးတော့လည်းစိတ်တော်ကရောက်အောင်ရှိပါတယ်လုပ်ငန်းရဲ့ဝင်ငွေပိုင်းနဲ့ပတ်သက်ရင်တော့တိရတာဝင်ငွေပိုင်းမှာရိုးရိုးတာမျိုးမရှိဘဲနဲ့ဝင်ငွေတိုးနေဖို့ရှိပါတယ် ကိုယ်ပိုင်လုပ်ငန်းလုပ်ကန်နေတဲ့သူတွေဆိုရင်တော့ဒီကာလာထဲမှာလုပ်ငန်းကနေတည်ရတာအမြင့်တွေရတတ်တယ်အကျိုးမြတ်ကောင်းတွေရတတ်တယ်ဒီလိုကာလာထဲမှာမိစေအပေါင်းအသင်းကလည်းဒုက္ခပေးတတ်တယ်အဲ့ဒါကိုလည်းပူတွဲပြီးတော့သတိပြုဖို့လိုအပ်ပါတယ်နိုင်ငံခြားကောင်းတွေလိုကြံရတဲ့သူတွေဆိုရင်တော့စားရဆရာနေတောက်ချတတ်တယ်အဲ့ဒါအဲ့ဒီဟာမျိုးကအဓိကကကိုယ်ကိုမလိုတဲ့မိစေတွေရဲ့ကြောက်ချခြင်းမျိုးတွေသူတို့ကြောင့်နေဆက်ဆက်တတ်ပါတယ်အဲ့တော့အနည်းနာမှာကိုယ်အနည်းနာမှာအတွင်း ကိုယုံရတဲ့သူမျိုးတွေသူတို့တွေတစ္ဆာဖောက်ခြင်းတွေခံရတာမျိုးဖြစ်တဲ့အတွက်သတိပြုဖို့လိုအပ်ပါတယ်အတက်ခဲအနောက်ချက်လေးတွေကအဲ့လိုမျိုးလေးတွေကိုယူပြုဖို့ပါပဲပြီးတော့ဝေကျင်တဲ့ပတ်သက်ပြီးစွန်သားလုတ်ကန်နေတဲ့ကြာသာပေးသားသမီးတွေဆိုရင်တော့ဒီကာလထဲမှာရာဂိုင်နှုန်း65လောက်ထိကောင်းတဲ့ကာလဖြစ်တဲ့အတွက်အားထက်ပြီးလုတ်လို့တင်တဲ့ကာလဖြစ်ပါတယ်ကျန်းမာရေးနဲ့ပတ်သက်ရင်တော့ဒီကာလထဲမှာကြောက်ကနဲ့ပတ်သက်တဲ့ဝေဒနာတွေစီးနှံကြောင်းနဲ့ပတ်သက်တဲ့ဝေဒနာတွေကိုယူဆိုင်ပြီးလိုအပ်ပါတယ် မေသူကြပါပေးသားမိရဲ့နေနဲ့အခြေရင်းနဲ့ပတ်သက်ရင်ဒီကလေးမှာကိုချစ်သူနဲ့ကိုနဲ့အရန်ကိုပြောရလိမ့်မယ်ပြောစရာရှင်စရာတွေနဲ့ပဲဖြတ်တန်းရဖို့ရှိတဲ့ကာလအဓိကကနှစ်ယောက်သဘောတူပြောစရာရှင်စရာတွေကိုဖန်ပြီးဖြစ်မဲ့ကာလဖြစ်ပါတယ်အိမ်ကောင်းတဲ့ကြပါပေးသားမိရဲ့အနေနဲ့ဒီကလေးထဲမှာငွေကြေးစည်းရတာဝင်လာမျိုးငွေကြေးကိုအကြောင်းပြုတာမျိုးနဲ့တရားတွေပျော်ရှင်ရဖို့လည်းရှိပါတယ်ဒီလိုမဲ့ဆိုရင်တော့ကိုနဲ့ခွန်ကိုပေါင်ထိုးပေးပါရေရာအနေနဲ့ကတော့ ုံချောင်းတစ်ချောင်းကိုတွားပြီးတော့မိမိရဲ့အနေနဲ့ပဲဟင်းဆွန်းတက်လို့ပေးပါအဲ့လိုပြုလိုက်မယ်ဆိုရင်ကိုယ့်စီကိုကောင်းတော့ကံရရတာရရှိစေမှာဖြစ်ပါတယ်ဗျာအခုဟောကြားပေးသွားတာကကြာသာပေးသားမိတွေအတွက်ဖြစ်ပါတယ်ဗျာအဲ့တော့တောက်ကြသားမိတွေရဲ့ကံဒီမှာကိုစတင်ဟောကြားပေးတော့မှာဖြစ်ပါတယ်တောက်ကြသားမိတွေနဲ့ဒီကာလာထဲမှာကြီးဆုံးနေတဲ့အာယုံနမိတ်ကတ္တာကဒီလိုပဲနမိတ်ကတ္တာကြီးဆုံးနေပါတယ် ီနမိတ်ကလည်းကြီးဆုံးနေတာဖြစ်တဲ့တောက်ကြသားသမီးတွေဒီကာလာထဲမှာအတက်နိုင်ဆုံးအရှုပ်တွေထဲကိုဝင်မပါမိဖို့အရေးကြီးတဲ့ကာလာဒီကာလာထဲမှာတောက်ကြသားသမီးကကံဆိုးတာကံညာလားဆိုတဲ့အရာထက်အရှုပ်တွေနဲ့ထိတွေ့မိတဲ့တဲ့အရှုပ်တွေထဲမှာဝင်ပါလို့ကိုယ်ဟာရှုပ်ထွေးတော့တတ်တယ်အဲ့ဒါကအဓိကကြပါတယ်အဲ့တော့ကံကောင်းခြင်းကံဆိုးခြင်းဆိုတဲ့အရာတွေမှာကံတရားကအကောင်းငယ်ကိုယ်တိလာဖို့ရှိတယ်အဆိုးရည်လည်းလာဖို့ရှိတယ်အဓိကကအရှုပ်ထွေးနဲ့မပတ်သက်စီမိဖို့အရေးကြီးတယ်အရှုပ်ထွေးနဲ့ပတ်သက်မိလိုက်ရင်အဆိုးရည်ကပုံပြီးတော့ပူဇော်ပြီးရောက်ရှိလာဖို့ရှိပါတယ် ြီးတော့ဝန်ထမ်းတွေအခြေခံလွမ်းစားရင်းနဲ့ဒီကာလထဲမှာသူများတကလှုပ်ထားလို့မနိုင်မနှင်းဖြစ်တဲ့တာဝန်တွေကိုစီကိုရောက်လာတတ်တယ်အဲ့ဒီတာဝန်တွေကိုကိုကလှုပ်ဆောင်ပေးရတတ်တယ်ပြီးတော့လုပ်ငန်းဝင်ထဲမှာလုပ်ဖို့ကံပတ်တွေရဲ့မကြည့်ဘူးခြင်းကိုခံရတတ်တဲ့ကာလဖြစ်ပါတယ်အထူးကကနာမည်မှာစနေစနေသားသမီးအဲ့လိုမျိုးတွေကကိုကိုပို့ပြီးတော့မလုံမုံသားဖြစ်တဲ့မျိုးတွေဖြစ်ဖို့ရှိပါတယ်ပြီးတော့တောက်ကြသားသမီးကိုယ်ပိုင်လုပ်ငန်းလုပ်ကြနေတဲ့သူတွေဆိုတော့ဒီကာလထဲမှာလုပ်ငန်းနဲ့ပတ်သက်ပြီးတော့အခွန်မဆောင်တာမျိုးတွေအဲ့ အစိုးရပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီးအခွန်အခလိုအရာမျိုးတွေဆောင်ရမယ့်အရာတွေမဆောင်တာတွေဥပမာမီတာပေးမဆောင်ဖြစ်တာမျိုးတွေအဲ့လိုအရာတွေမှာပြဿနာပေါ်ပေါက်ဖို့ရှိပါတယ်။နိုင်ငံခြားတော်မယ်လို့ကြံထားတဲ့တောက်ရသားမီးတွေနဲ့ဒီကလည်းမှာနိုင်ငံခြားခီးကိစ္စတွေကအဆင်ပြေနေလိမ့်မယ်။လုပ်ငန်းပိုင်းဆိုင်ရာတော့အနေငယ်လွှဲချော်တတ်တယ်။ကိုယ့်ကိုပြောထားတာအလုပ်တစ်မျိုးတကယ်လုပ်ရတာအလုပ်တစ်မျိုးအဲ့အမျိုးလေးတော့လွှဲချော်ဖို့ရှိပါတယ်။ပြီးတော့ငွေကြေးနဲ့ပတ်သက်ပြီးစွန်စားလုပ်ကြတဲ့သူတွေအနေနဲ့ရာခိုင်နှုန်း60%လောက်ပဲကောင်းတဲ့ကာလဖြစ်တဲ့အတွက်အရင်အားတဲ့လုပ်ဆောင်တာမျိုးတော့ရှောင်ရှားဖို့လိုအပ်ပါတယ် ကျမကြီးနဲ့ပတ်သက်ရင်အဆုံးနဲ့ပတ်သက်တဲ့ဝေဒနာတွေယူဆက်ပြီးဖို့လိုအပ်ပါတယ်ပြီးတော့အကြောအားနဲ့တာလေးတွေယူဆက်ပြီးဖို့လိုအပ်ပါတယ်ပြီးတော့တောက်ရသားမိငယ်ရသူတွေအနေနဲ့အခြေအနေနဲ့ပတ်သက်ရင်ဒီကလာထဲမှာကိုယ့်ချစ်သူနဲ့ကိုယ်နဲ့အရင်ကအဆင်ပြေနေဖို့ရှိတယ်အရင်ကအဆင်မပြေခဲ့တဲ့အရာတွေပြဿနာတွေကိုလုံးဝမေ့ပြစ်ပြီးတော့ပြေပြေရှင်ရင်နဲ့ဖြတ်သန်းဖို့ရှိတဲ့ကာလဖြစ်ပါတယ်အိမ်တော်တဲ့တောက်ရသားမိတွေအနေနဲ့ကတော့အိမ်တော်ဘက်နဲ့ကိုယ်နဲ့ဂျာမာငွေကြီးတွေအကြောင်းပြုပြီးတော့ ပျော်ရှင်ရတာမျိုးတွေပြီးတော့သာသမီရင်သွေးရနာကိုအကြောင်းပြီးပျော်ရှင်ရတာမျိုးတွေအဲ့ဒီလိုပျော်ရှင်ရခြင်းတွေပြောရဖို့ရှိပါတယ်။ထီထုံးမယ်ဆိုရင်တော့ခွန်ရဲ၅ရဲကိုပေါအောင်ထိုးပေးပါ။ရေရရာအနေနဲ့ကတော့အိမ်မှာရှိနေတဲ့မတုံးမတော့တဲ့စက်ပစ္စည်းအဟောင်းတွေပြက်နေတဲ့စက်ပစ္စည်းအဟောင်းတွေကိုဆုံးပြပေးပါ။အဲ့လိုပြရမယ်ဆိုရင်ကိုယ့်စီကိုကောင်းသောကံတရားတွေသာရရှိစေမှာဖြစ်ပါတယ်ဗျာ။အမှုဟောကြားပေးသွားတာကတောက်ကြသာသမီတွေရဲ့အတွက်ဖြစ်ပါတယ်ဗျာ။အခုဟောကြားပေးမှာကစနေသာသမီတွေအတွက်ဖြစ်ပါတယ်။ ပေါ်ရစီနေမစတဲ့ငယ်မှာကျွန်တော်ဒီမှာဖေးနေနေနေကြတာလေအစီအရတွေပြုလုပ်နေတဲ့မိတ်ဆွေတွေအနေနဲ့ကျွန်တော်ရဲ့ဖုန်းနံပါတ်3962634လုံး3963ဆိုတဲ့ဖုန်းနံပါတ်ရဲ့ဘိုက်ဘောမှာဒါရောက်ဆက်တဲ့မင်းမြန်ဆုံးနိုင်နိုင်ပါတယ်။အဲ့တော့စနေသားမီဒီယာကဏ္ဍမှာကိုစတင်ဟောကြားပေးတော့မှာဖြစ်ပါတယ်။စနေသားမီဒီယာဒီဘက်တာကာလာတွေမှာကြီးစိုးနေတဲ့အာယုံနမိတ်ကတ္တာကတမ်ပလက်လို့ခေါ်တဲ့နမိတ်ကတ္တာကြီးစိုးနေပါတယ်။ဒီနမိတ်ကတ္တာကြီးစိုးနေတာဖြစ်တဲ့စနေသားမီဒီယာလုံးချင်တဲ့စိတ်ကိုဦးစားပေးတာမျိုးကိုရှောင်ရှားပြီးတော့မိမိရဲ့အနေနဲ့ ိုလှုပ်တဲ့အရာကိုပြောင်းလဲလှုပ်ကန်ဖို့ဒီမှာတိုက်တွန်းထားပါတယ်။အဲ့တော့ကိုလှုပ်ချင်တဲ့အရာကဒါဒါပေမဲ့လှုပ်တဲ့အရာကဒါအဲ့လိုမျိုးကိုကိုကရဲတင်းနဲ့ပြောင်းလဲလှုပ်ကန်ဖို့တိုက်တွန်းထားတာပါ။ ပြည်စနေတိုင်းမီဝန်ထမ်းတွေအခြေခံလွှမ်းသားရင်းနဲ့ဒီကာလထဲမှာအပြောင်းလဲလေးတွေဖြစ်ဖို့ရှိတယ်။ဌာနတွင်းအပြောင်းလဲလုပ်ငန်းကံကံအပြောင်းလဲလက်ရှိကိုလုံးနေရတဲ့အမှာနေသားလုံကအခြေခံလွှမ်းသားတွေဆိုလဲလက်ရှိလုံဆောင်နေတဲ့လုပ်ငန်းပိုင်းဆိုင်ရာတွေမှာအပြောင်းလဲတွေလုံဆောင်ရတာမျိုးလက်ရှိလုံရတဲ့အရာမျိုးမဟုတ်တဲ့နောက်တခြားအလုပ်တွေပြောင်းလဲလုပ်ရတာမျိုးတွေဖြစ်ဖို့ရှိပါတယ်။ဒါပေမဲ့ကောင်းလာဆိုရဆိုရင်အကောင်းပြောင်းလဲတွေဖြစ်ပါလိမ့်မယ်။ပြီးတော့ကိုယ်ပိုင်လုပ်ငန်းလုပ်ကံရတဲ့သူတွေအနေနဲ့ဒီကာလထဲမှာငွေအထွက်များနေသလောက်ပြန်ပြီးတော့အဝင်ရလဲကောင်းနေဖို့ရှိတဲ့ကာလဖြစ်ပါတယ်။ နိုင်ငံရေးတော့မယ်လို့ကြံရတဲ့သူတွေဆိုရင်တော့ဒီကာလထဲမှာခက်တာဆောင်နိုင်ဖို့လိုအပ်ပါတယ်လော်ဂျီမလုပ်ပါနဲ့လော်ဂျီလုပ်ရင်အမှားတွေနဲ့ကြုံရဖို့ရှိပါတယ်ပြီးတော့အတက်ကအနောက်ရှက်နဲ့ပတ်သက်ရင်ဒီကာလထဲမှာအနောက်ရှက်ကင်းနေတဲ့ကာလလို့ပြောလို့ရပါတယ်ငွေကြေးနဲ့ပတ်သက်ပြီးစွန်စားလုပ်ကင်ရတဲ့သူတွေဆိုရင်တော့ဒီကာလဟာငွေကြေးပိုင်းဆိုင်ရာစွန်စားလုပ်ကင်ခြင်းမှာရာခိုင်နှုန်း60လောက်ပဲကောင်းတဲ့ကာလဖြစ်တဲ့အတွက်အရင်အားတဲ့လုပ်ဆောင်မျိုးကိုတော့ရှောင်ရှားဖို့လိုအပ်ပါတယ် ကျမိုင်းနဲ့ပတ်သက်ရင်စနေသားသမီးတွေနဲ့တွေးနဲ့ပတ်သက်တဲ့ဝင်လာလေးကိုဂရုစိုက်ပေးဖို့လိုအပ်ပါတယ်။ငယ်ရွယ်သူစနေသားသမီးတွေအနေနဲ့အချိန်ရင်းနဲ့ပတ်သက်ရင်ဒီကာလတွေမှာချစ်သူအဟောင်းတွေနဲ့ပြန်လဲဆုံထူရမျိုးပြန်လဲတွေ့ရမျိုးလက်ရှိမိမိမှာချစ်သူရှိပါလေနဲ့ပြန်လဲတွေ့ရခါမှာအတွက်တကောက်ကစားဖြစ်စရာတွေစိတ်နှောက်ရဖြစ်စရာတွေကြုံရဖို့ရှိပါတယ်။ပြီးတော့အိမ်အောင်တဲ့စနေသားသမီးတွေအနေနဲ့ဒီကြပ်တာကာလတွေမှာအိမ်အောင်ရေးမှာပျော်ရွှင်စရာတွေကြုံရဖို့ရှိတယ်။ကန်ဒီယာရဲ့ထောက်ပံ့မှုကိုရရှိပြီးတော့ပြောရတာမျိုးဖြစ်ဖို့ရှိပါတယ်။ ဖြီးထိုးမယ်ဆိုရင်တော့စနေသားမိရင်နဲ့၄နဲ့၃ကိုပေါအောင်ထိုးပေးပါရေတရားအနေနဲ့ကတော့ကိုယ်အိမ်နဲ့မနီမွေးမှာရှိတဲ့ဖျားတဆူဆူသွားပြီးတော့ဖျားကိုမင်းမျိုးကန်းကတ်လို့ပေးပါအပွင့်ရေတွေမလိုပါဘူးအဲ့ဒီလိုပြုလို့လည်းမယ်ဆိုရင်ကိုယ်စီကိုကောင်းသောကံတရားရည်တာရရှိစေမှာဖြစ်ပါတယ်ဗျာအခုဟောကြားပေးသွားတာကစနေသားသမီးတွေအတွက်ဖြစ်ပါတယ်ဗျာ